ိမ်မက်ကလေးလာပါခဲ့တဲ့အတွက်မောက်ကို ကျမအမေကျေးဇူးတင်နေတော့မှာပါမောင်ကျမကြားနေကြစကားသံတစ်ခုဖြင့်ကျမကိုကြိုဆိုမြည်သူမရှိပါတော်ပိတ်ထားသောတကားပေးတွင်ကျမနမည်ဆိုင်ပုတ်ပြားတစ်ခုသာရှိတော်သည်မိုးတက်လေပြင်းအနှဲငယ်ချမ်းစိတ်စိတ်ဖြစ်သွား၍လက်ပွေအိတ်ထဲမှတော်ကို ကပြားကတိထုတ်ယူလိုက်သည် ဤတော့ကို ဖွေမိသူဟု၍ကျမတူသေးတာရှိတော်သည်။နှွေးထွေးပျော်ရွှင်စွာကြိုဆိုမိသူမရှိသောယထာစဉ်ခရီးသည်တူဤဒုက္ခကို တတိယအကျဉ်းခံစားရသောအခါပထမဆုံးအကျဉ်းလောက်စိတ်ဆင်းရဲမှုမပြင်းထန်တော့ပါ။ဘုရားရောအဆောက်ဦးဤအပြင်ဘက်တွင်မိုးဖွဲ့ဖွဲ့ကျနေသောကြောင့်စင်ဝင်နာကလျက်ရှိသောသုံးပိန်းတစည်းကိုသာအလွယ်တကူငှားလဲရလေသည်။ နှွေရသည်ဖြစ်စေမိုးရသည်ဖြစ်စေလန့်ထွက်လျင်ဘယ်တော့မှထိမဆောက်တတ်သောကျမကိုဘလို့မင်းကလေးလဲဟုမအံ့ဩပဲအံ့ဩပြမည်သူလဲအနာတွေမရှိပါမန္တလေးမြို့သည်ယခင်ကလိုပင်ဆွဆွထိုင်မှိုင်လျက်ရှိသည်လမ်းမပေါ်တွင်ပန်းပွင့်ကြွေများတိရွက်ကြွေများဟိုတစဒီတစအလွေရင်တချို့လဲရေဆိုနေပြီးတချို့လဲ၆သွင်းနေစေဖြစ်သည် မိုးကတစ်ချက်တစ်ချက်မှာဖြန်းကနေတဲပတ်လိုက်ပြီးတစ်ချက်တစ်ချက်ကြတော့လေဖြင့်လွင့်ပါ၍မိုးဆက်များပျောက်ပျောက်သွားပြန်၏ဒါမန္တလေးဘုံမှမဟုတ်ပဲမိုးဆူဆွနေသော ကတ္တရာလမ်းမ၏အနံ့နှင့်အတူမပြည့်တပြဲဖုံငွေအနံ့ကကျမကိုခက်စိမ့်စိမ့်နှုတ်ဆက်ဖို့ရလေသည်ကျုံတော့ကစိတ်ပန်းပင်ကြီးမှာတော့ဟိုလွန်ခဲ့သည့်ကာလများနီးတူနီရဲနေအောင်ပွင့်စေ အပွင့်များမြေပြင်တွင်ပြန့်ကျဲလျက်တချို့ကတန်စကာဤဤကြီးပတ်ပလက်ဖောင်းပေါ်အထိလွင်ကြနေသည်အခုနေများတစုံတစ်ယောက်အတိမိတ်ဆွေနှင့်တွေ့ပြီးဟောအလဲလာတာလားဟုနှုတ်ဆက်လျင်ကျမဘလို့ဖြေရပါမလဲကျုံရည်ပြင်ပေါ်သို့မိုးဆက်များလွင့်ကနေလွင့်ကနေနှိမ့်မြုပ်ကြနေသည်နန်းရှိကျုံရည်ပြင်ဘက်တွင်သာတွေ့ရတတ်သော ပန်းနုယောင်ကြာကုန်ပွင့်များကိုစတင်မြင်ရလျင် ကျမတို့နေအိမ်ကလေးတို့ရောက်လို့ပြီရင်းနှီးနေကြထဏောင်းပင်များရေမောပင်တက်တက်ကွေ့ကွေ့ကလေးများကြာရွက်အရွယ်ဆုံးနောက်ကြာဖူးငုံများကြာပွေများရင်းနှီးမြောင်းပေါင်ထိတ်တွင် ကျမဆင်းရပါသည်ကាយရလိုက်တော့အခါမှမိုးကဝေါကနေရွာချပြစ်လိုက်တော့သည်မိမကင်လက်ဆွဲတစ်တာအသေးကတစ်ဖက်ပခုံးနှိုက်လွယ်ထားသောလက်ပွေအိတ်ကတစ်ဖက် မိုးရေထင်း၌ချက်ချင်းဆိုရွှဲသွားသည်ဒါကတော့မန္တလေးမှုအစ်စ်ပဲကားထွက်သွားသောအခါကျမမိုးရေထဲ၌ခနာကြံရသည်ဆက်ပင်ကိုစီနှင့်ចောင်းသူအရွယ်မိန်းကလေးတစ်ဖွဲ့ကကျမကိုနောက်ပြန်လှည့်ကြည့်သွားကြ၏မြောင်းပေါင်အတိုင်းခတ်သွက်သွက်လျှောက်လန်းလာသောအခိုက်တန်း၌ဆူဆူသောကျမစပင်များတစ်ချက်တစ်ချက်လွင့်သွားသည်ဟောဟိုမှာတစ်သားတရားဖြူကလေး ဤတံတားကလေးကို1982ခုနှစ်တုန်းကကျမတို့နှစ်ယောက်ခင်ခဲ့သည်ဆေးအဖြူကိုတော့ကျမကိုယ်တိုင်တုတ်ခဲ့သည်ဤတံတားကလေးသည် ကျမကိုမောက်ကိုစားကြိုဆိုသူဖြစ်လေသည်တံတားပေါ်တွင် ရှိနေကြကလေးတိုင်မရှိပါကျမတယောက်တည်းရေဆိုးရွှေလျက်ဖြတ်တန်းလာရသည်ကြာဖူးကြာခိုင်များ ရေစီးကြောင်ဤတိုက်တွန်းမှုကြောင့်ရိမ်နှဲနေကြသည် သူတို့ကိုကြည့်လျင်ကျမရှင်ကယခုတိုင် နားကျင်နေစေဖြစ်ပါသည်။ချက်ဝင်းတကားသည် ပွင့်လျက်ရှိ၏။ဘာပဲဖြစ်ဖြစ်တစ်ချိန်ချိန်မှာတော့အင်ရှင်အန်တီနဲ့ပဋိသန္ဓရစကားများဆိုရအောင်မည်။အိုးတယောက်သေးလားဟူသော သူမနှုတ်ဆက်တဟန်ရှိသည်။ကံကောင်းထောက်မစွာအန်တီဤအိမ်သည် ကျမတို့အင်္ဂလိပ်ဤတစ်ဖက်မှာရှိနေ၍ကျမခဏတော့ရှောင်နေလို့ရသည်။ ကြည်စမ်းပါအောင်နှင်းစီပေများ အတော်ရှည်ထွက်ကိုင်းလျက်ရှိပြီတပင်းနှစ်ပင်းသုံးပင်းအိုးဟိုဘက်ကနှစ်ပင်းကမိုးဆက်များအောက်တွင်၆သိန်းလျက်ရှိသည်တင်းလေကျမလက်နဲ့မထီရတာဘလောက်တောင်ကြားပြီလဲတနှစ်နီးပါရှိရောမြည်ဒီလောက်ရှင်သန်နေသည်မှာပင်နေအန်ဒီအီကျေးဇူးပါပဲစစ်သားလေးကသုံးတစ်ကိုတက်ပြီးတော့အခါ ပြင်ကင်းချက်မြင့်ပေါ်ရောက်ရောက်ချင်းမိုးစမလွတ်သွား၏။ဇက်မိတ်မအေးတို့စီးကြနေသည်။ကြည်စံမိုးရီထဲမှာဘယ်တော့မဆိုထီမဆောင်းအမဲဆိုရွှဲလို့မြမြဝင်စမ်းမှာကျမကြားနေကြစကားတန်တကူဖြစ်ကျမကိုကြိုးစို့မြည်သူမရှိပါ။တော့ပိတ်ထားသောတကားပေတွင်ကျမနမည်ဆိုင်ပုတ်ပြားတစ်ခုသာရှိတော်သည်။ မိုးတက်လေဖြစ် အနှဲငယ်ချင်းစိတ်စိတ်ဖြစ်သွား၍လက်ပွေးအိတ်ထဲမှတော့ကိုကြပြာကတိထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်မိသူဟု၍ကျမတူသေးတာရှိတော်သည်အိတ်ထဲသို့ဝင်လိုက်တော့အခါထုံးစံအတိုင်းတစ်တော်သည်နန်ကသေးမွေးလျက်ရှိသည် မောင်နီတူ ကျမလည်းအံ့ဩရလာအောင်ဤအိမ်ကလေးသည်တစ်တော်သည်နန်အမြဲသေးမွေးနေလေသည်မောင်ပိတ်တော်ဧကန်ကိုစံတော်ဝါဝဖြစ်မနေပဲ နေသားတကြကျမလျှောက်သွားနိုင်၏ကျမတို့ဧကံမှာဇပွဲကလတ်တိုင်းမရှိပါဟောဒီဘက်မှာတောက်ရီအိုစဉ်ဒီဘက်ကထောင်ထားသောသင်ဖြူပြလိတ်နှစ်ခု ကျမမှတ်မိနေသည်နေရံတစ်ဖက်သို့လျှောက်သွားပြီးမီးခလုတ်ကိုဆွဲချလိုက်သည်လင်းလက်သွားသောဖန်မီးကြောင်းမီးရောင်အောက်တွင်နေရံကက်ကြီးမှန်ထဲ၌စိုးကက်နေသောဇပင်များနှင့် ျော်လင့်ချက်ကင်းမဲ့နေသောမျက်နှာတစ်ခုကိုယုတ်ကြည်တွေ့လိုက်ရသည်လက်ဆွဲတစ်တာကိုစံပြင်ပေါ်သို့အသာယာချလိုက်ပြီးအိမ်ဤဧည့်ခံတစ်ယောက်ဟိုဒီစူးစမ်းကြည့်သည် ကျမမရှိသည့်အချိန်တွင်တစုံတစ်ယောက်လာနေသွားသည့်အသွင်ပြင်မရှိပါယခင်တစ်ခါကျမအပြန်နှုန်းကမင်းရော့ထားခဲ့သည့်တနခါပြိုးပင်ပေါက်ကလေးနှစ်ပင်မှာပန်းအိုးငယ်ကလေးများတဲ့တွင် အရက်တို့ပင်မရှိတော့ပဲ လိန်ချောက်သောအကိုင်းကလေးများသာတန်တော်သည်ဒီအိမ်ကိုမောင်မရောက်လာတာတေချာသွားပြီမဟုတ်သေးပါဘူးလေဒီပင်ကလေးတွေဒီနေရာမှာရှိနေုံဖြင့်မောင်မလာဟုမပြောနိုင်ပါမောင်ကပန်းမင်ဆိုင်ဖို့ဝါသနာမှမပါပဲတခုတည်းသောအခန်းသည်တကားရွက်စစ်ပေးလျက်ရှိသည်အခန်းတကားအထက်တွင်တော့အပြင်မှပြောင်းရွှေ့ချိတ်ထားခဲ့သောမောင်နမဲဆိုင်ပုတ်ပြားကလေးရှိသည် အပြင်မှာအထင်ရှားချိတ်ခွေမရတော့လဲမိသူမှမမြင်နိုင်တော့တော့ပိတ်ထားသောအိမ်ထဲရှိအခန်းတကာအထက်တွင်တော့ချိဆွဲခွင့်ရှိလိုက်မည်ဟုကျမယခုထီတိုင်းယုံကြည်နေသေးသည် အခန်းတကားကိုတွန်းဖွင့်လိုက်၏မောက်ကိုနမ်မွေတိုင်းရလေရှိသည့်ချုံမြတော်မောက်ကိုနမ်းသည်အခန်းထဲတွင်ကျမလွန်ဆွနာကျင်စီလောက်အောင်တိတိတတ်တာမှွေးပြန့်နေလေသည် မောင်ရောက်နေတော့မဖြစ်နိုင်ပါ ကရင်ကောင်းရှင်မမိခလုတ်ကိုစံရွေဖွင့်လိုက်သည်။ကျမရင်ထဲမှာလိုက်ခနဲလွင့်ဟာသွားသည်။ကရင်ပေါ်မှာတင်ဖြူတစ်ချက်သာရှိသည်။စပွဲပေါ်တွင် ကျမထားခဲ့သည့်ပန်ဆိုင်အိုတူပန်ဆိုင်အိုတခုအတွင်း၌ဘာပန်းဟုမသိနိုင်လောက်အောင်ခြောက်သွေးနေသော နှင်းစီပန်းတို့သည်ယခုတိုင်မလဲမပြိုရှိနေသေးသည်။စပွဲပေါ်မှာ ကျမထားခဲ့သော စတော်ဘယ်ရီဂျိုဘူးနဲ့ပေါမုတ်လေးတီထားသည့်နေရာမယွင်းသေးပါလက်ညိုလေးနှင့်အဖုံးကို ထိတိုးကြည့်လိုက်သည် ဖုံများကျန်ရှာလျက် လက်ညိုကို ပေးချန်သွားသည် အသေးချာရှိုက်မွေးတော့မွေးနေကြကိုနဲ့တကူအပြင် ဖုံငွေအနံပါရလာသည် မောင်ရောက်လာခဲ့သည့်အထိတ်အမှတ်အဖြစ်တိုးလို့တွေလောင်ချိတ်ဆွဲထားသော အင်းကြီးများပစိုးများမရှိ တောက်လက်စာကော်ဖီပကံများ အရက်ဖန်ကွက်များစီဂရက်အတူများမရှိပြန့်ကျဲနေသောဖဲချက်အဟောင်းများမရှိဇာခန်းစီကို ပင့်တင်ထားခြင်းမရှိဂရင်ဘေးမှပရင်ပေါက်ကို ကျမဖွင့်လိုက်တော့အခါလေးနှစ်အတူမိုးဆက်တသေးကလေးများမျက်နှာစီသို့ ပြေးဝင်လာကြသည်အေးစိတ်သွားသည့်ခံစားမှုကိုရရှိချိန်တွင် ကျမပြုံးမိသွားသည်သပင်ရေဆူအဝတ်ရေဆူနှင့် ခက်ကြကြမတရက်ငေးငိုင်နေတာများမောင်မြင်ခဲ့လေ။ကျမသည်ကလေးဘေးတစ်တာထဲမှမျက်နှာသုံးဘဝကိုအလျင်ထုတ်၍စပင်များကိုတုတ်ပြစ်နေမိသည်။မျက်နှာသုံးဘဝမှာပြယုတ်လုံးနံမှွေးနေသေးသည်။တကယ်၍မောင်ရောက်လာခဲ့ပြီးဤဘဝကို မောင်ရေတုတ်ခဲ့လေ။ပြယုတ်လုံးနံရှိတော့မှာမဟုတ်။တစ်တာထဲလုံးထွေးထည့်ထားခဲ့မှလည်းတေချာပါသည်။ အင်းလေမောင်ဟာဤအိမ်ကိုဘာအကြောင်းကိစ္စဖြစ်လာမည်နီအာရော့စိတ်ပြဲမှုနဲ့အထီးကျန်ဝမ်းနည်းမှုသည်ကျမရှင်ထဲမှာလဲချောင်းစီအထီးစိုးနစ်လာသည် ပါရီပဲဖြစ်နေဖြစ်နေတယောက်တည်းကြံနေတာတော့သိကြပါသည်လက်ဆွဲတစ်တာကိုပြန်ယူ၍ရေစိုးအဖို့မြောက်ကိုလဲသည့်အခါလဲတစုံတစ်ခုလိုအပ်နေသလိုခံစားရသည်အခန်းထဲရှိဖုံများကို စင်ကြဲသွားအောင် အနှဲငယ်ပင်ပန်းစွာလှဲချင်းတန့်ရှင်းလိုက်လေမောင်ကိုတန်တာစိတ်များအနှဲငယ်ပြေလျော့သွားလိမ့်မည်မမရရထိုးနေကမိုးရွာနေသည်မိုးရွာနေမှန်းလဲချက်အပြင်ရောက်မှကျမတို့နှစ်ဦးတည်ကြသည် မောင်နှင်ကျမနှစ်ဦးဆေးအဖြူတုတ်ထားသောတံတားလေးပေါ်၌ဂျုံရင်ဆန်ခတ်ဖြစ်နေကြသည်ကိုရင်းနှီးမြောင်းနေမှအခြားတိတ်ကလေးနှစ်ဦးကအထူးစံတပွဲကြည့်နေကြသည် မင်းမင်းပြောပြဖြစ်သွားမှာပါဟုသောဖြည့်သိမ့်စကားကိုရုတ်တရက်ကြားရောင်လာမိသည်။မောင်ပြောခဲ့သောစကားမဟုတ်နိုင်။မောင်နှင့်ပတ်သက်သမျှကျမအစွဲလန်းကြီးမသည်ကိုမောင်အသိဆုံးပါ။ရှင်းတန်းနေသောဇပွဲပေါ်မှာတခုခုလိုနေသည်သည်။မောင်တပ်ပုံလိုနေတာပဲ။ချင်းရှုတစ်တာထဲမှာမောက်သိမ့်ထားသောဖိုတိုစတင်းကိုထုံယူ၍လက်ကင်ပေါ်အဖြစ်ဖုံတုပ်ပေးလိုက်သည်။ မောင်ဓပုံရိုက်လျင်အပြင်မှာလိုကြည့်မကောင်းပါဓပုံတဲတွင် မောင်နှကန်းအောက်နှကန်းသည်ငကိုထပ်ပိုရစ်ထူနေပြီးအနှဲငယ်အလင်းရိပ်ကြလျင်ပင်တွဲကြလူနီပါဖြစ်သွားသည် မောင်မြက်လုံးများကအပြင်မှာလောက်မဆူရှာပဲရှက်ကိုရှက်ကန်ဖြစ်ဖြစ်နေတည်း၏နောက်ပြီးရှီလိုက်လျင်တအားချစ်ဖို့ကောင်းတော်မောင်သည်တပုံထဲမှာမိတို့မြမရီပြုံးတက်ပါ။မောင်ရီမောသည့်အချိန်တွင် ကျမငေမောကြည့်မိ၍ မောင်ကခလေးလိုပဲနော်ဟုတဖွာဖွာရွတ်တိုင်းစိတ်တူတက်တော်မောင်သည်ကျမကိုတော့မကြာခဏအစိတ်ကောက်တတ်ပါသည်မောင်မို့စိတ်ကောက်ပြီဆိုရင် ကျမကအမြဲရိပ်မိတတ်သည်မောင်စိတ်ကောက်ပြီဆိုရင်နနတိုင်းကျမစီလာနေကြ မလာတော့ပါ စေးယုံမှာလဲမောင်နှင်းတပွဲတည်းမဟုတ်၍ကျမတို့နှစ်ယောက်မတွေ့ကြပါထို့အခါကျမကညနေကြောင်းစင်းရင်ဤအိမ်သို့လာရပါသည် အခန်းထဲမှာတယောက်တည်းထိုင်၍ဖဲရိုက်နေသောမောင်ကို ကျမချော့ရတတ်ပါသည်။အများအဖြစ်မောင်နေ့လယ်ကပါစားလေဟူသားမေးတတ်ပါသည်။မောင်က မကြားချင်းရောင်ဆောင်နေတတ်ပါသည်။မောင်သည်ညစာကိုသာအင်ရှင်ဓမ္မထမင်းကြားယူစားပြီးနေ့လယ်စာကို ကြောင်အနီးကစားတော့ဆိုင်တစ်ခုခုမှာကြုံတလို့စားတတ်ပါသည်။တခါတည်းရန်မောင်ပစံပြည့်သည့်အခါနေ့လယ်စာဘူးမရှိသည့်အခါ ကျမတို့အဆောင်မှကျမတို့အနည်းငယ်စာထမင်းဟင်းကိုထမင်းဘူးတဲတွင်ပြည့်သိမ့်နေအောင်ထိတ်လာပြီးဆဲယုံကြီးက စာသင်ခန်းမတည်ရတာတွင်ဖြစ်စေကျောင်းကစာသင်ခန်းမတွင်ဖြစ်စေကျောင်းကန်တင်မှာလဖက်ရည်တောက်ရင်ဖြစ်စေကျမတို့နှစ်ယောက်အတူစားတတ်ပါသည်ကျမကိုမောင်စိတ်ကောက်လျင်ပဆန့်ပြက်နေစေကမူနိလေစာကို ကျမနှင့်အတူမစားတော့ပါအဆောင်နေတငယ်ချင်းတယောက်ယောက်ထံမှသွားစားလျင်စားမည် သူမဟုတ်တကြက်လောက်မှမရှိတော့လေဝင်းတိတဲ့အလဖက်ရည်ဆိုင်မှာအကျွေးသက်တောင်းမီပြီးဘသူနှင်းမှစကားမပြောဘဲဆေးရုံစင်းစရာရှိလျင်သွားမီအတမ်းမရှိတော့ရင်နန်းရှိတော့ပြင်လာပြီးသူ့အခန်းကျင်းလေးတဲကဂရင်ပေါ်မှာမှောက်လျက်လဲအိပ်ပြီး ကျမလာအချော့ကိုစောင့်နေမီမောင်စိတ်ကောက်ပြီဆိုရင် ကျမညနေစာထမင်းယူထားဖို့တငယ်ချင်းကိုမှာပြီးနန်းရှိတော့အလျင်ဆုံးလာခဲ့ရတဲ့အေးမောင် နေ့လျာပါစားလေမောင်မဖြေပါ ကျမကမောက်အတွက်ယူလာတော့ကျိုင်းတုံပါမောက်ကို ထောဘက်တုပ်ရည်တကြားဖြူကမောက်ကိုကျွေးပါသည် မောင်သည်ပါမောက်ထောဘက်တုပ်ကိုအလွန်ကြိုက်သည်တခါတော့ကျွေးုံနဲ့မောင်စားမိချင်းလျင်မှားသွားလိမ့်မည်မောင်သည်တခါတရံစိတ်ရှည်လက်ရှည်ကောက်နေတည်းဤမောင်စာနေမှာတိလို့ဝယ်လာတာ စားနော်ဒီလောက်နဲ့မောင်စိတ်ကောင်းမပြေတတ်ပါ ကဲကဲနောက်တစ်ခါဆိုရင်မောင်မကြိုက်ပဲနဲ့တယောက်တည်းရောက်ရှိတမကြည့်တော့ဘူးနော်မောင်စိတ်ကောင်းပြီဆိုရင်လည်းကောက်ချင်စရာ ကျမတို့ရုပ်ရှင်ကားတကားကိုကြိုက်ပြီဆိုရင်ညီကဲသူအခက်ခဲမျိုးရှိနေပါစေချီဖြစ်အောင်ကြည်တတ်ပါသည်မောင်နှင်ကျမအဖွဲချင်းမတူသဖြင့်အားလက်ချင်းချင်းလည်းမတူပါ ကျမအားလက်ချိန်တွင်မောင်ကအစင်းယုံမှာတူတူရီရရှိခြင်းရှိမည်လက်ချရှိခြင်းရှိမည် သူမဟုတ်အောင်ဆန်းဆောင်မှာဖဲဝိုင်းဖြစ်ခြင်းဖြစ်နေပြီကျမကတော့ကျမအားလက်ချိတ်ဆိုရင်အဖော်တယောက်ယောက်ကိုခေါ်၍ရုပ်ရှင်တကြည်ပြလိုက်တာပါပဲအဖော်လိုက်မိသူမရှိလဲကျမတယောက်ရဲ့တကြည်သည်ထို့အခါမောင်ကအယမ်းစိတ်ဆိုသည်ပထမနှစ်ကလေးကခင်မင်းရင်းနှီးလာတော့ကျမနှင့်ဝါရနာတူဇယိုက်တူယောက်ျားလေးတငယ်ချင်းနှင့်တမိတမျောလက်ဖက်ရည်ဆိုင်မှာစကားပြောဖြစ်ကြရင်လဲမောင်စိတ်ကောက်မည် မိန်းကလေးကိုကမိန်းကလေးနဲ့မတူဘူးဟုဖြစ်တင်ချုပ်ရှာပြီမတင်တော့လားဆိုတိတ်လုတ်ချင်တယ်နည်းနည်းမှထင်သိမှုမရှိဘူးဟုလူကြီးတယောက်လိုမပြီးနိုင်မစီနိုင်အပြစ်ဆိုနေတော့သည်ရွရွတသားစကားပြောတာပဲဥစားမောင်ကလည်းသူ့မှလည်းရီးစားနဲ့အမောင်လည်းတီးပဲလေမရှိနဲ့တဲ့ကျမကအနေငယ်စိတ်ကောက်ဖို့ကြံရွယ်စေသူကအလျင်စိတ်ကောက်လေသည်တကယ်ပါပဲတော့ ပထမနှစ်ကလေးကခင်လာတာအခုအထိပဲခုနှစ်နှစ်ရှိပြီသူနဲ့ရေစားဖြစ်မှပဲချုပ်ချဲ့တာခံရတော့တယ်မကြုံဘူးပါဘူးခေဆန်းဝင်းအဖြစ်ဝင်းမြင့်ထွန်းစိတ်မကောက်ပါဘူးသူကငါ့ကိုကောက်ကောက်နေတော့တာပဲကျမကသူကြားလာအောင်အတန်ခတ်တူတူဖြစ်တူတူညင်းညူလေးလဲသူကတော့မကြားချင်းအောင်စောင်းနေတာပါပဲဘာရီများအရေးကြီးပြောစရာရှိလို့နှစ်နိုင်သုံးနိုင်ကြအောင်ထိုင်နေကြတာလဲ မောင်သည်ကျမကိုယောက်ျားလေးတငယ်ချင်းနှင့်ပတ်သက်လျင်အနှဲငယ်များစိတ်မချတတ်ပါမောင်ကိုကျမချော့ရသောနေ့များမှာ မမှတ်မိလောက်အောင်ပင် များပြခြင်းမရှိပါ ကျမသည်တခါတရံချော့နေတစ်ခုတည်းကိုသာချက်တလဲလဲတုံတက်ပါသည်ပါမုတ်ထုတ်ဘက်တုတ်ကျွေ၍ချော့မော့သောနေ့သည်တိတ်မဆိုးရသောပฏิပခါတစ်ခုတလေအတွက်ဖြစ်သည်ချုပ်ပွားနေသော မောက်ခန်းကို ရှင်းလင်း၍မောက်အဝတ်စားတို့ကိုသိမ့် တချို့ကိုရှော့ဖို့၍မောက်အတွက်ညစာကိုပြင်ဆင်၍ချော့ရပြီဆိုရင်ပฏิပခနည်းနည်းကြီးတော့ကြောက်တာဖြစ်သည်တိတ်ဆိတ်ဆိုရင် မောင်သည် ထမင်းပကများခြိုက်များကိုပြပောင်းရိုက်ခွဲတက်သေးသည်တခါတော့ညစီတဲ့ဇာအုပ်အယောင်ဆိုင်မှယောက်ျားလေးတငယ်ချင်းတယောက်နှင့်ပတ်သက်၍အကြီးကျယ်စကားများခဲ့ဘူးသည် ကျမကတော့ဤကိစ္စနှင့်ပတ်သက်၍ကျမအပြစ်မဟုတ်ဟုအမြဲယုံကြည် မောင်ဒီစေးချိုဖြစ်စေတရုတ်တန်းညစီဖြစ်စေကျမကိုဘယ်တော့မှလိုက်မဖို့တတ်ပါမောင်ကတမျိုးပါပဲမောင်အတွက်စပုတ်ရှက်ဝယ်ရင်တော့မောင်ဘယ်တော့မှမလိုက်တတ်ချင်ထို့ကြောင့်လဲဈေးသွားလျက်မောင်ကိုမခေါ်ဖြစ်ခဲ့ပါညစီမှာစာအုပ်တဝဲချင်းတယောင်ချင်းအမှုကိစ္စတို့၌မောင်ကိုဘယ်တော့မှ အမကိုခဲ့တငယ်ချင်းနဲ့အတူသွားစီမြဲဖြစ်သည်ညစီသွားသောနေဤနောက်တစ်နေ့တွင် ကျမတို့နှစ်ယောက်ဆိတ်ဆိုးကြစီမြဲဖြစ်သည် တခါမှာတော့အမောင်ကညစရာကောင်းနေရအလကားကောင်းနေဒီနေ့ဒုက္ခရောက်မယ်ဟူသောအိဗယ်မျိုးမောင်စကားအတိအကျအတိုင်းကျမမမှတ်မိပါကျမကိုပြောလာသည် ကျမကတငယ်ချင်းဗမမခံမရက်နိုင်ဖြစ်ပြီးမောင်ကိုပြန်အော်မိသည် မောင်နော် သူများကိုအသက်လူမစော်ကားနဲ့ထွန်းထွန်းကမောက်ထက်တော်ချစ်ကိုနားလျက်သေးတယ်တိလားဤစကားတခွန်းသည်မောင်ကိုပြင်းထန်စွာ နာကျင်စီဟန်တူပါသည် မောင်ကကြောက်စရာကောင်းလောက်အောင်တောက်တစ်ချက်ခောက်ပြီးကျမကိုရိုက်မလို့လက်ရွယ်လိုက်သည်ပြီးမှသူ့စိတ်ကိုသူပြန်ချိန်ကကျမကို အကြာကြီးငေးမောစိုက်ကြည့်နေခဲ့သည်ထို့အခါကျမကျမစကားမြင်မြပြင်းထန်ဆူရှာကြောင်းရိတ်မိရသည်သို့တော်မတက်နိုင်တော့ပါ အချိန်နေအလုံးလွန်ပြီးပြီးကျမငေးကြီးနေစေမောင်က ပြုံးပြသည် မောင်အပြုံးကို ကျမမကြည့်ရပါကောင်းပြီလေ ဒါဆိုလေမောက်ထက်နားလဲရတူနဲ့ဘာဖြစ်လို့အတူမနေရလဲထွန်မြတာစကားတူတူလေးဆိုပြီး မောင်ကခြာကနေလှည့်ထွက်သွားသည် ကျမကြောင်ရက်မနေပဲမောင်နောက်ကချက်ချင်းအပြေးအလွှာလိုက်သွားခဲ့သည်အဲ့ဒီတုန်းကများကျမဘာလို့ရမှန်းမသိပဲတငုံကိုတရီရီကြံနေခဲ့လျင်မောင်နှင့်ကျမအလွန်စောစွာလမ်းခွဲကြရမည်ဖြစ်ကြောင်းပြန်တွေးမိတိုင်းယခုတိုင်ရင်ဖို့ထိတ်လန့်စေဖြစ်သည် မမရရထိုနေ့ကမိုးရွာနေသည်မိုးရွာနေမှန်လဲချက်ပြင်းရောက်မှကျမတို့နှစ်ဦးလုံးသိကြသည်မောင်နှင်ကျမနှစ်ဦးဈေးအဖြူတုတ်ထားသောတံတားလေးပေါ်၌ဂျုံရင်ဆန်ခတ်ဖြစ်နေကြသည်ကိုရင်းနှီးမြောင်းထဲမှခြားတိုက်ကလေးနှစ်ဦးကထူးဆန်းတပွဲကြည့်နေကြသည်မောင်ဘယ်မှမတော်ပါနဲ့စစ်ကိုတနာပါအောင်ကွယ်ခမရောနားမလည်တဲ့သူနဲ့ဘာဖြစ်လို့ဆက်နေခြင်းရလဲတော်ပါစေပေါ့ ဟုတ်ပါဘူးချစ်နောက်ကိုမောင်မကြိုက်တာဘာတစ်ခုမှမလုပ်တော့ပါဘူးအိမ်ကိုပြန်လိုက်ခဲ့ပါနော်မကြည်နဲ့ရင်ချစ်ကိုရိုက်ပစ်လိုက်ပါမောင်ကျမကိုဘယ်တော့မှကမမရိုက်ဘူးပါမိုးဆိုးရွှဲနေမှအခုမှသတိရသွားတော့မှမလို့မကောင်းတက်၍လိုက်လာရတော့အမှုရာမျိုးဖြစ်ကျမဘေးနားမှာပါလာတော့ကြောင့် ကျမပျော်မိသည်မှာဘာနှင့်မြနှာ၍ရမည်မထင်ပါအခန်းပြန်ရောက်တော့ငုံငုံငငိုင်းကြီးမတက်ရက်နေတော့ မောင်ရဲ့အဝူဆိုရင်းကျမကချွတ်ပေးလိုက်သည်လုံကြီးဆဲချွတ်မြည်ဟန်ပြင်းတော့မောင်ကကမန်းကရန်ပြန်ဆွဲထားပြီးခလီမဟုတ် ကိုဘသားကိုလဲမယ်ခဏငေါ့ဆိုသည်မောင်ပစိုးလဲပြီးတော့အခါကျမကမောင်ရည်ဆိုဝတ်များကို အခန်းပြင်ကကြိုးတက်မှတလှန်သည်ပြန်လာသည့်အထိမောင်ကတော့မတ်တက်ရရွေမျက်မှောင်ကျုံနေစေ ကျမမျက်နှာသုံးပွားကိုယူ၍မောင်စပင်ရေဆူအများကို ခြေပြားထောက်ပြီးမမိတမိလှမ်းတုပ်ပေးသည်။မောင်ကမျက်နှာထားအနှဲငယ်များမလျှော်ပါ။အခါတိုင်းဆိုလျင်ပူလိုက်တဲ့ရက်တော်ဟု ကျမကိုစားတက်တော်လဲ။ယခုအခါအလိုငိန်သက်တွေ့ဝေနေသည်။နေပါစေ ခမားစပင်လည်းစူနေတာပဲ။ကိုယ့်အကိုတုပ်။တင်းငိန်သောမျက်နှာထားနဲ့ကဆက်ဆက်ပြောလိုက်တော့ကျမစိတ်ထဲအမြင်ကပ်လာမိသည်။ သို့တော့ကျမကချော့ပြီဆိုရင်စိတ်ရှင်လက်ရှိချော့တက်သူမဟုတ်လားမောင်ကချို့မုံသွားပြီလားယင်မောင်မင်းစီလလုံးလေးကိုဆွေးညှိ၍မေးလိုက်တော့အခါလဲမောင်ကျမကိုငုတ်ကြည့်ပြီးဘာမှပြင်မပြောပါချို့ကခွင့်မသွားရအောင်တော့မောင်နောက်ကိုမောင်မကြိုက်တာပေတော့မှမလုပ်တော့ဘူးနော်နောက်တစ်ခါလောက်ရင်တက်ပြစ်လိုက်မောင်ကရင်ပေါ်တော့အခက်ဖြည်းဖြည်းထိုင်ချလိုက်သည် ကျမကိုအကဲခက်သလိုမျက်နှာချင်းဆိုင်၍ကြည်နေသည်။ကျမကမောက်ကိုတအားဖက်တွေပြီးမောက်ပါကိုနမ်းလိုက်သည်။မောက်မပြုံးပါ၊ယုံလည်းမယုံပါ။ထို့နောက်မောက်နှကန်ကိုကျမနမ်းပါသည်။ပထမတော့မောင်ခက်တီတီငြိမ်သက်နေသေးသည်။နောက်ပိုင်းကျမမျက်နှာကိုတွန်းပဲ့လျက်ပြုံးလာပါသည်။မောင်ဘာပြောတော့မည်ကိုသိနေသောကျမကလည်းမောက်ကိုတအားပြန်ဖက်၍မောက်နှကန်ကိုနမ်းမြန်သည်။ ဟဲ့ပါကွာနန်းလည်းမနန်းတက်ပဲနဲ့အမနန်းတက်ပါမောင်မနေနိုင်တော့ပါ ကျမကို တင်းကျပ်နေအောင်ဖတ်ပွေပြီးအတန်ထွက်အောင်ရီမောနေပါတော့သည်မောင်စိတ်ကောက်ပြည်နေပါပြီတတော်ဦးတဲ့ကောင်မလေးမောင်ကကျမကိုရင်ခွေထဲမြုပ်နေအောင်ဖတ်ထားရင်ရီတန်ဟဟနှင်းစသည် ကျမမနန်းတက်သည်ကိုရီရွယ်ပြောချင်းဖြစ်ပါသည်ဟုတ်ပါရဲ့နော် နဲနဲဆိုတာဒီလောက်ခက်အမှန်ရေးစားထားမှသိတော့တယ်။အိုးဗမာခက်လို့လဲနေဝအာတာတုံးတာ။ပြောပြီးမောင်တဟားဟားရေးတော့အခါကျမသိက်ရှက်သွားခဲ့ပါသည်။